မင်္ဂလာပါရှင် Healthy Life ဆက်မှာပြန်လည်ကြိုဆိုပါရစေ။အခုပြောပြခြင်းတဲ့သတင်းလေးကတော့ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲတွေရဲ့ဒီပေါ့နော်ပြည်သက်တွေဆိုလို့ရှင်သိကြမှာပါ။ဟိုတလောကကိုကိုဆုံးစင်သွားတဲ့မင်းသမီး Kim Seron နဲ့ Queen Audia ရုပ်ရှင်ရဲ့မင်းသားပေါ့နော် Kim Soo Hyun တို့တွဲနေကြတဲ့ ချိန်ကလက်တက်ဖို့အတွက်တိုင်ပင်ခဲ့ကြတယ်ဆိုပြီးတော့ကင်ဆယ်ရွန်ရဲ့အတော်ဖြစ်သူအနေပြီးတော့ဖွင့်ချခဲ့အကြောင်းကိုပြပြပါမယ်။ဆိုတော့အကုန်လုံးနှိပါလေသူတို့နှစ်ယောက်တွဲနေရဆိုတာကိုသိပြီးသွားကြဖြစ်မှာပါ။ဆိုတော့အသက်ငယ်ငယ်နဲ့ကျွေးလွန်ခဲ့ရတဲ့မင်းသမီးကင်ဆယ်ရွန်နဲ့ပတ်သက်ပြီးတော့မင်းနာကင်ဆူဝွန်ရဲ့ဒီအငိမ့်အငင်းပွားပေါ်ရပါတော့နောက်ကျောင်းတည်နေစတိုက်ပေါ်ထွက်လာပြီးတဲ့နောက်မှာကင်ဆယ်ရွန်ရဲ့အတော်ကလည်းကင်ဆူဟွန်းနဲ့သူ့ရဲ့တူမတို့ဒီစားဖြစ်တဲ့အချိန်အားပဲလက်ထပ်ဖို့အတွက်တိုင်ပင်နေကြတယ်လို့ပဲ ဖွင့်ဟလာတာပဲဖြစ်ပါတယ်ဆိုတော့ Kim Seon 59နှစ်သမီးလောက်ခဲ့ရာ Kim Soo Hwan နဲ့တွဲခဲ့တာဖြစ်ပြီးတော့6နှစ်တွဲခဲ့တယ်လို့ Kim Seon ရဲ့အတော်ဖြစ်တဲ့သူကဒီ YouTube channel တစ်ခုကိုပြပြထားတယ်ပေါ့နော် Korea YouTube channel တစ်ခုပြပြထားပါတယ်နောက်လက်ထပ်ဖို့ကိစ္စတော့မှသူတို့ပြောခဲ့ကြသေးရဲ့လို့လည်းထပ်ပြီးတော့ဖွင့်ချထားတယ်ပေါ့ဆိုတော့ဒီအစီအစဉ်တင်ဆက်သူကတော့ကာမလီယာအသက်မပြည့်သေးပဲနဲ့ဒီလိုမျိုးပေါ့နော် လက်ထက်တဲ့ကိစ္စကိုပြောမှာမဟုတ်ဘူးဆိုပြီးတော့ပြန်မေးထားတဲ့အပေါ်မှာသူ့အတော်ကတော့အသက်20ပြည့်ပြီနောက်မှာဒီကိစ္စကိုပြောကြတယ်လို့ပြန်လဲဖြေရှင်းတာပဲဖြစ်ပါတယ်။အခုပရိသတ်တော်တော်များများရဲ့အမြင်ကတော့ဒီကင်ဆူဟွန်းပေါ့နော်။ဒီအပြောချိုချိုလေးနဲ့ကောက်ချစ်တဲ့လူလို့မြင်လာကြပါတယ်။ ပြီးတော့ဟိုဒီ social media တွေမှာသူတို့ရဲ့ SNS တွေမှာ comment တွေကတော့မကောင်းဘူးเนาะဒါတွေဒါတကယ်ဖြစ်တယ်ဆိုလို့ရှိရင် तू อ่ะတကယ်အမှိုက်ပဲဆိုတာမျိုးပြီးသွားလို့ရှိရင်ဒါတော့မှ Kim Seon ရဲ့ဇာပနာကိုမတက်ဖို့အချက်မရှိဘူးပေါ့မင်းသားဆက်လုပ်မယ်လူတော်မဟုတ်ဘူးပေါ့အဲအဲ့လိုမျိုးတွေနောက် तू ပါတဲ့ရုပ်ရှင်တွေကိုလည်းမကြည့်တော့ဘူးပေါ့နောက်ပြီးသွားလို့ရှိရင် Queen Odia ဇလန်ဒရဲနဲ့နိုင်ငံကမင်းကလေးပြိတ္တတီရဲ့တတဲလို့အားပေးမှုရခံနေရတယ်။ဒီကင်ဆူဟွန်းကတော့လူအမုန်းများနေတဲ့တရုတ်ဆောင်ဖြစ်နေခဲ့ပါတယ်။ အခုမင်းသားရဲ့ fan တွေကလည်းမင်းသားကိုတော်တော်စိတ်ပူနေကြပါတယ်။ဒါပေမဲ့တချို့ပရိသတ်တွေကတော့ဒီမင်းသားကိုပေါ့နော်ဝေဖန်ပစ်တင်တာတွေဝေဖန်မှုတွေအရင်ကတကယ်လောက်ဖြစ်နေရပေါ့နော်။ဒီမင်းသမီး Kim Seon ကိုတော့ February 16ရက်နေ့ညနေပိုင်းမှာသူနေထိုင်တဲ့ဆောင်စုတုံမှာရှိတဲ့နေအိမ်မှာအာတွေ့ခဲ့ရပါတော့သူရဲ့ယောက်လောင်းတွေ့ခဲ့ရတာဖြစ်ပါတယ်။တွေ့ဖို့အတွက်ချင်းစုထားတဲ့မိတ်ဆွေတအူကနေပြီးတော့သူ့အလောင်းကိုတွေ့ပြီးတော့ဖုန်းဆက်အကြောင်းကြားလာတာပေါ့နော်ရဲကို ဒီမင်းသမီးရဲ့အတော်ကဒီ YouTube channel ကိုဖွင့်ချလိုက်တဲ့အထဲမှာ Kim Seon ရဲ့အကြွေးပေါ့နော်1,900အကြွေးတင်နေတဲ့ကိစ္စလည်းပါပါတယ်။2024ခုနှစ် match လ19ရက်နေ့မှာ Kim Seon ကနေပြီးတော့ Kim Suwon ထံကိုပေးပို့ထားတဲ့စာထဲမှာသူ့ကိုတရားစွပ်ဆိုထားတဲ့အတိပေးစာရတဲ့အကြောင်းရင်းအကြွေး1,900ကိုတဖြည်းဖြည်းချင်းပြန်ဆက်မယ်ပေါ့နော်။အချိန်နဲ့မဆက်နိုင်ဘူးဆိုတဲ့အကြောင်းရင်းပါတယ်။ နောက်ပြီးတော့အချိန်ထပ်ပြီးတော့ပေးဖို့အတွက်အသက်နာခံထားတဲ့အကြောင်းလဲဒီ YouTube channel ကနေပြီးတော့ပြောထားတယ်ပေါ့နော်။ပရိသတ်တယောက်ကတော့ဒီအကျွေးကိုမင်းသားဝန်ပင်ကနေပြီးတော့ဆက်ပေးဖို့အတွက်ကမ်းလှမ်းခဲ့တယ်လို့လည်းတင်ပြထွင်ထားတယ်လို့လည်းပြောပါတယ်။ဆိုတော့ဘာပဲဖြစ်ဖြစ်ဟိုစုံတဲ့လူကလည်းစုံပြီးွားပြီ။အဲအခုမှပေါ့နော်။ဟိုနာမည်တွေကပို့ပြီးတော့ကြီးပြီးတော့မကောင်းတဲ့ဘက်မှာနာမည်ပို့ကြီးသွားတာမျိုးမဖြစ်စေချင်ပါဘူး။အဲ ဒီမင်းသမီးလေးဆုံးသွားတာကိုလည်းအစကလေးကစိတ်မကောင်းဘူးเนาะကျမကပြောမယ်ဆိုလို့ရှိရင်ဒီမင်းသမီးရဲ့ fan တယောက်ပေါ့เนาะမင်းသားကိုလည်းအစတုန်းကတော့သဘောကျနှစ်ချိုက်တယ်ဒါပေမဲ့တကယ်လို့ဒါအဲသူတို့ပြောတဲ့အတိုင်းပေါ့เนาะမင်းသားကမင်းသမီးကိုဒီလိုမျိုးတွေလောက်ရက်တီလောက်ပြီးတော့စာပနာပွဲကိုတောင်မှမတက်ရဘူးဆိုလို့ရှိရင်เนาะမင်းသားဘက်ကအမှားလို့ပဲပြောချင်ပါတယ်ရှင် ကျမရဲ့ပြည်သက်တွေမှာသူတို့နှစ်ယောက်ရဲ့ fan တွေရှိလားဒါမှမဟုတ်လို့ရှိရင်မင်းသမီးရဲ့ fan တွေရှိလားမင်းသားရဲ့ fan တွေရှိလားသူတို့ရဲ့အဲပေါ့နော်အကြောင်းလေးတွေကိုကိုယ့်ရဲ့အမြင်လေးတွေပြောခဲ့ပြီးလို့လည်းရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်